အားလုံးမင်္ဂလာပါစေဝကဟန်နော်လေးရှယ်ရင်းချန်နယ်ကနေချုပ်ဆိုပါတယ်ဒီနေ့တစ်ချက်နဲ့အတူ grade 11 biology chapter 2.1.6 nucleic acid အကြောင်းကိုလေ့လာကြရအောင် nucleic acid are hereditary molecules which are essential to all known forms of the life သက်ရှိတွေအားလုံးအတွက် nucleic acid ကမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနဲ့လက္ခဏာတွေကိုသိဆောင်ပေးတဲ့ biomolecules ဖြစ်တဲ့ virus တွေက living organism မဟုတ်ပေမဲ့ virus တွေမှာလည်း nucleic acid တွေရှိကြတယ်။ DNA ပါတဲ့ virus တွေရှိတယ်လို့ RNA ပါတဲ့ virus တွေလည်းရှိတယ်။ HIV retrovirus ကတော့ RNA nucleic acid ပါဝင်တာဖြစ်တယ် DNA နဲ့ RNA nucleic acid နှစ်မျိုးကိုပြထားဖြစ်တယ် nucleic acid contain the same elements as protein protein နေလိုပဲ carbon နေ oxygen နေ hydrogen နေ nitrogen စနေ phosphoric acid တွေပါဝင်တာဖြစ်တယ် two main types of nucleic acid are deoxyribonucleic acid နဲ့ ribonucleic acid ဆိုတဲ့အကြောင်းဖြစ်ပါတယ် DNA နဲ့ RNA ဆိုတဲ့အကြောင်းကိုပြထားဖြစ်တယ် DNA နဲ့ RNA က polymerase ဖြစ်တယ် monomers ကတော့ nucleotide စီဖြစ်တယ် nucleotide စီမှာ sugar base ရယ် phosphoric acid ရယ်၃မျိုးပါဝင်တာဖြစ်တယ် DNA မှာဆိုရင်တော့ sugar က deoxyribose ဖြစ်ပြီးတော့ RNA မှာဆိုလို့ရှိရင် sugar က ribose sugar ဖြစ်တယ်။ deoxyribose က carbon number 2မှာ oxygen မပါဘူး။ ribose ကတော့ ကာဗွန်နမတ်2မှာအောက်ဆီဂျင်ပါဝင်တာဖြစ်တယ် DNA ကပရိုတီးန်းတွေကို produce လုပ်ဖို့အတွက် information တွေကို encode လုပ်ထားတာဖြစ်တယ် DNA မှာရှိတဲ့ information ကို RNA ကနေ copy လုပ်လိုက်တယ်ဒီ process ကို transcription လို့ခေါ်တယ် mRNA မှာရှိတဲ့ information တွေကိုအသုံးပြုပြီးတော့မှ protein synthesis လုပ်တဲ့ process ကို translation လို့ခေါ်တာဖြစ်တယ် translation process မှာ different RNA တွေပါဝင်တာဖြစ်တယ် DNA ကနေပြီးတော့မှ information ကို carry လုပ်ထားရင် အာဏီကတော့ messenger အာဏီဖြစ်တယ် messenger အာဏီမှာရှိတဲ့ information တွေကို protein ဖြစ်ကို translate လုပ်တဲ့အခါမှာ protein မှာပါဝင်တဲ့ amino acid တွေကို carry လုပ်ပေးတဲ့ RNA ကတော့ transfer RNA ဖြစ်တယ်။ translation process ကတော့ ribosome နဲ့မှာဖြစ်တယ်။ ribosome က protein နဲ့ ribosome နဲ့ RNA ပေါင်းထားတာဖြစ်တယ်။ different types of RNA helps to translate the genetic code into protein synthesis. protein synthesis အတွက် genetic code တွေကို translate လုပ်တာမှာ different types of RNA ဖြစ်တယ်။ messenger RNA, ribosome RNA နဲ့ transfer RNA ပေါင်းထားဖြစ်ပါတယ်။ happy. nucleic acid are composed of several molecules of nucleotides ဖြစ်တယ် nucleotides contain nitrogenous base pentose sugar နဲ့ phosphate group တွေပါဝင်တယ် curing and fermenting are nitrogenous bases that make up the two different kinds of nucleotide bases in dna and rna dna rna မှာပါဝင်တဲ့ base ကတော့ group နှစ်မျိုးရှိတယ် purine နဲ့ fermenting base တွေဖြစ်တယ် purine base ကတော့ adenine နဲ့ guanine ဖြစ်ပြီးတော့ fermenting base တွေကတော့ cytosine uracil နဲ့ ဲ့တိုင်မင်းတွေဖြစ်တယ် DNA မှာအဒီနင်၊ဂွာနင်၊စိုက်တိုဇင်းနဲ့တိုင်မင်းတွေပါဝင်ပြီးတော့မှ RNA မှာဆိုလို့ရှိရင်တော့အဒီနင်၊ဂွာနင်နဲ့စိုက်တိုဇင်းနဲ့ယူရဆေးပါဝင်တာဖြစ်တယ်။တိုင်မင်းအစားယူရဆေးက RNA မှာပါဝင်တာဖြစ်တယ်။ဒုက္ခဘောနိုက်ထရိုဂျင်ရင်း၊ပူရင်းက nitrogen ring နှစ်ခုဖြစ်တယ်အဒီနီနဲ့ guanine white 1 carbon nitrogen ring ကတော့ pyrimidine ဖြစ်တယ် DNA မှာဆိုလို့ရှိရင်တော့ thymine နဲ့ ိုက်တိုဇင်းဖြစ်တာဖြစ်တယ်။အာနီမာဆိုလို့ရှိရင်တော့တိုင်မင်းအစာယူရစီက substitute လုပ်ထားတာဖြစ်ပါလေ။ DNA နဲ့အာနီ nucleic acid နှစ်ခုကို compare လုပ်ထားတာဖြစ်တယ်။သူတို့မှာပါတဲ့ component တွေကိုပြထားတာဖြစ်တယ်။ DNA ရော RNA ရောမှာ phosphoric acid တွေပါဝင်တာဖြစ်တယ်။ sugar ကတော့ DNA မှာ deoxyribose ဖြစ်ပြီးတော့မှ RNA မှာ ribose sugar ဖြစ်တယ်။ nitrogenous base တွေကတော့ DNA မှာဆိုလို့ရှိရင် adenine guanine cytosine နဲ့ thymine ဖြစ်ပြီးတော့ RNA မှာဆိုရင် adenine guanine cytosine နဲ့ uracil ဖြစ်တယ် DNA ရော RNA ရောနှစ်ခုစလုံးမှာပါဝင်တဲ့ base တွေကတော့ adenine guanine နဲ့ cytosine ဖြစ်တယ် strand အနေနဲ့ပြောလို့ရှိရင် DNA က double stranded ဖြစ်တယ် RNA ကတော့ single stranded ဖြစ်တယ် length အနေနဲ့ကြည့်လို့ရှိရင် DNA က quite long consisting of millions of nucleotides DNA က strand အရှိန်ဖြစ်တယ် RNA ကတော့ shorter length consisting of only a few thousand or nucleotides nucleotide few thousand လောက်ပင်ရှိတာဖြစ်တယ်တဲ့ရဲ့ nucleus တွေမှာရှိတဲ့ chromosome တွေက DNA နဲ့လှုပ်ထတာဖြစ်တယ်။အဲ့ဒီတွဲကြောင့် DNA ရဲ့ length တင်အရှိကြီးပဲဖြစ်တယ်။ information carry လှုပ်ထတဲ့ DNA segment ကို gene လို့ခေါ်တာဖြစ်တယ်။ gene DNA segment ကမှတစ်စင် transcript လှုပ်တိုက်တဲ့အခါမှာ RNA segment လေးထွက်လာတာဖြစ်တယ်။အဲ့ဒီတွဲကြောင့် RNA တွေက length ကအတူတူလေးပဲဖြစ်တယ်။ messenger RNA မှာသူကုတ်လှုပ်ထတဲ့ amino acid အရေးအတွက်ဒီပေါ် multiprom မှာ length က ကွဲပြားခြားနာရင် amino acid အရင်အတွက်အနည်းငယ်ပဲကုတ်လုပ်ထားမယ်ဆိုရင် messenger RNA ကတိုးပြီးတော့မှ amino acid အများကြီးကိုကုတ်လုပ်ထားမယ်ဆိုရင်တော့ messenger RNA ကအရှိကြီးဖြစ်တယ် occurrence dna က occurs in the nucleus mitochondria and chloroplasts တွေမှာ ဖြစ်ပေါ်တယ် rna ကတော့ messenger rna occurs in the nucleus messenger rna formation က nucleus တွေမှာဖြစ်တယ် ribosomal rna က ribosome တွေမှာ ਨੇ တရားနေကတော့ cytoplasm ထဲမှာရှိကြတယ် eukaryotic cell တွေမှာ nucleus ရှိတဲ့အတွဲကြောင့် transcription process က nucleus ထဲမှာဖြစ်တာဖြစ်တယ်အဲ့ဒီအတွဲကြောင့် DNA က nucleus ထဲမှာ တည်ရှိရယ် DNA ကနေပြီးတော့မှ transcription process နဲ့ထွက်လာတဲ့ messenger RNA ကလည်း nucleus ထဲမှာရှိတာဖြစ်တယ်ထွက်လာတဲ့ messenger RNA ကို nucleus ထဲကနေ cytoplasm ထဲကို export လုပ်လိုက်တယ် messenger RNA မှာရှိတဲ့ information ကို ribosome ပေါ်မှာ translation process ဖြစ်တာဖြစ်တယ်။အဲဒီအတွက်ကြောင့် ribosome ရဲ့ RNA က ribosome ထဲမှာရှိရင် amino acid တွေကိုကယ်လုပ်ပေးတဲ့ transfer RNA ကတော့ cytoplasm ထဲမှာရှိနေတာဖြစ်တယ်။ mitochondria ကဆဲထဲမှာရှိတဲ့ organelles ဖြစ်တယ်။သူက symbiosis ဖြစ်စဉ်နဲ့ bacteria နေပြီးတော့မှ evolution ဖြစ်ပြီးတော့မှပြောင်းလာတာဖြစ်တယ်။အဲဒီအတွက်ကြောင့် mitochondria matrix ထဲမှာ DNA လည်းရှိတယ်။ transcription process, translation process တွေလည်းဖြစ်တဲ့အတွက်ကြောင့် တခြား RNA တွေလေ mitochondria matrix တွေမှာရှိနေတာဖြစ်တယ်။ plant cell တွေမှာရှိတဲ့ chloroplast တွေမှာလေ chloroplast DNA ရှိတယ်။ဒီနေ့ဒီချက်နဲ့အတူ grade 11 biology chapter 2.1.6 nucleic acid ခေါင်းစဉ်အောက်မှာ two types of the nucleic acid ဖြစ်တဲ့ DNA နဲ့ RNA nucleotide တွေမှာပါဝင်တဲ့ purine and permidine bases sugar နဲ့ phosphoric acid type sound RNA ဖြစ်တဲ့ messenger RNA, transfer RNA, ribosomal RNA နဲ့ DNA နဲ့ RNA ရဲ့ differences တွေကိုလေ့လာခဲ့ကြတယ်။ကျွန်တော်နဲ့အတူမြန်မာပြည်မှာရှိတဲ့ grade 11 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် Zivaka Health Knowledge Sharing Channel ကို like and share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချိန်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့။